KIA နဲ့ပူပေါင်းတပ်တွေထိုးစစ်ဆင်နေတဲ့ဗမော်တိုက်ပွဲမှာနေရများစုကိုပူပေါင်းတပ်တွေဘက်ကတိမ့်ပိုက်ထားနိုင်ပေမဲ့အရေးကြီးတဲ့စကခ21နဲ့တက်ရင်စခန်းတချို့ကိုလည်းတိမ့်ပိုက်ဖို့ကြံနေပါတယ်။ဗမော်မြို့သိမ်းတိုက်ပွဲဘာကြောင့်ကြန့်ကြာနေလဲဆိုတာနဲ့ပတ်သက်လို့ KIA နဲ့စီရေးအကဲခတ်ရဲ့တုံ့သက်ချက်တွေကိုထောက်အောင်ကပြောပြပေးမှာဖြစ်ပါတယ်ရှင်။ပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ကစတင်ပြီး KIA နဲ့ပူပေါင်းတပ်တွေထိုးစစ်ဆင်နေတဲ့ဗမော်တိုက်ပွဲဟာအခုဆိုရင်တော့ငလာပြေးခဲ့ပါပြီ။တိုက်ပွဲတွေကြောင်းစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တွေကလုံးဝပျက်စီးသွားသလို နေရာအများစုကိုတိမ့်ပိုက်ထားနိုင်ပေမဲ့အရေးကြီးတဲ့စကခ27အပါဝင်တပ်စခန်း၅ခုဝန်းကျင်လောက်ကျန်နေသေးတယ်လို့ KNU သတင်းပညာရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဗိုလ်မော်မျိုးသိမ့်တိုက်ပွဲရှိကြတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိနေတာပါ။ဗိုလ်မော်မျိုးဟာခရိုင်မျိုးကြီးဖြစ်တယ်လို့စကခ27ရုံးဆိုင်ရာမျိုးလည်းဖြစ်တာကြောင့် KNU သိမ့်ပိုက်ထားတဲ့တခြားမျိုးတွေထက်စစ်ကောင်စီရဲ့ခန်းစစ်အင်အားကပိုကောင်းတယ်လို့တိုင်ရင်စခန်းတွေကာကင်စခန်းတွေကလည်းအများအပြားရှိနေတာပါ။ ဒီအချက်တွေကတိုက်ပွဲရှိကြရခြင်းရဲ့အကြောင်းရင်းတွေကတခုလို့ KNO သတင်းပညာရေးတာဝန်ကဘုံမကြီးနော်ဘူးကပြောပါတယ်။ဒါအပြင်ဗမော်စစ်မြေနာဟာမိုင်း20ပတ်လည်လောက်ကျယ်ဝန်းနာကြောင်းတခြားမြို့တွေထက်စစ်မြေနာကျယ်တယ်လို့ဆိုပါတယ်။ဗမော်မြို့မှာစစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ27ခလာယာ40ခလာယာ236ခလာယာ230အမတာ366တန်ကြက်ကတရင်9000 တင်ကားတက်ရင်9004အမှတ်53ရေးတက်ရင် အမှတ်71စစ်မြေပြင်စေးတက်ရင်အမှတ်944ဆောက်လို့ရေးအင်ဂျင်နီယာတက်ခွဲအမှတ်914စစ်မြေပြင်အင်ဂျင်နီယာတက်ရင်အမှတ်933ထောက်ပံ့ရေးတက်နဲ့အမှတ်933ထောက်ပံ့ရေးနဲ့ပို့ဆောင်ရေးတက်ခွဲစစ်လက်နက်ပစ္စည်းတက်စု စာခါနာ641အလောက်ယုံတက်စုစရာတွေနဲ့ကကင်စကန်တွေအများပြားရှိနေတာဖြစ်ပါတယ်လက်ရှိမှာတော့တက်စကန်များစုကိုတင်ပိုက်ထားနိုင်ပြီဖြစ်ပေမဲ့စကခ21နဲ့ ခလာယာလေးခုနှုတ်အပါဝင်တက်ရင်စကန်၅ခုဝင်ကျင်လောက်တိမ့်ပိုက်ဖို့ကြံနေပြီးတက်ပွဲကတော့ဆက်ပြီးပြင်းထန်နေတယ်လို့ဘုံမကြီးနော်ဘူးကပြောပါတယ်ဒီစုံဝင်ချင်တော့ရှိတဲ့သခန်းတွေကိုရှင်းမပြပါနဲ့အမန်စီကကနဲ့သခန်းတွေသူတို့လုံချွေးချထားတဲ့ကာခင်းသခန်းတွေတကယ်သူအထိုင်သခန်းတွေလည်းများရှိတယ်မကူလည်းပဲဟိုသားကနေဆက်တည်တော့တမရှိရှိတော့ခလာရလေးဆက်ခုံတော့ဘောနော် ဒူစ်အန်ဒူဟာယုံတို့စက်တွေရေရောဆေးတို့ထောက်ပို့အဲ့ဒီအထိုင်ထိုင်ထားတဲ့ဟန်တီတမကိုလေချောက်ဘူးကလေးကိုလောက်ချမ်းပါသေးတယ်ဆိုတော့ပြောချင်တာကတော့တရမဲ့တို့တက်ခန်းတွေလည်းများရှိတယ်များနေတယ်လို့ပြောလို့တာဖြစ်ပါတယ်နောက်နံပါတ်၃ချက်ကတော့အဲကျုပ်အဲတရမဲ့တက်ခန်းထားရမဲ့နေရာတွေလည်းတို့ချေပါတယ် နောက်တစ်ချက်ကတော့လေချောင်းတဲ့ drone တွေကိုစစ်ကောင်စီကပေါ်ပေါ်လောလောတုံးနေတာကတိမ့်ပိုက်ဖို့ခက်ခဲရတဲ့အကြောင်းရင်းတွေကတခုလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။နောက်ထပ်အရေးကြီးတာကတော့စစ်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းဝင်ဖြစ်နိုင်တာဖြစ်ပါတယ်။လက်ရှိအချိန်နေရစစ်ကောင်စီရဲ့မြေပြင်ထောက်ပို့လမ်းကြောင်းနဲ့ရေချောင်းထောက်ပို့လမ်းကြောင်းကိုဖျက်ထားနိုင်ပြီမယ်။လေချောင်းထောက်ပို့ကတော့တောက်လျှောက်ရှိနေပြီးဒီအပိုင်းတွင်မှာတင်ရဟတ်ရင်တွင်နဲ့စစ်ကူအင်အားတွေဖြစ်တင်တာရှိတယ်လို့စီရန်ဗိုလ်ကြီးစင်ရောကပြောပါတယ်။ ော်အဲစစ်ကူလာလို့မရအောင်လုပ်ထားပေမဲ့တမြန်နေ့ပေါ့နော်တမြန်နေ့ဆိုတာပြီးခဲ့တဲ့တတိယလောက်ကလေးကဒီရဲ့နဲ့အင်အားဖြစ်တင်းလာနိုင်တာကိုတွေ့ရတယ်။အပြီးတော့ဒီဗမောဆိုတာကလည်းကျွန်တော်တို့ဒီကချင်ပြည်နယ်ထဲမှာဒုတိယအကြီးဆုံးစစ်ဒေသတစ်ခုလို့ပဲပြောရမှာပေါ့နော်။အဲအကြောင်းဘာဖြစ်လဲဆိုတော့ကျင်းတော့တော့တူးမ ပေါက်ဖူးဖြစ်နေပေါ့နော်ဒါပေမဲ့အခုအနေသားမှာတော့ဇာနုံ80အထက်လောက်တော့အောင်မြင်တော့ဒီလိုလိုထင်တယ်ဒါပေမဲ့စာခ21ဘူရင်းကိုရရှိခြင်းမရရှိခြင်းဆိုတာကတော့ကျွန်တော်တို့ဒီမှာအသေးစိတ်လေ့လာနေသေးပဲရှိပါသေးတယ်လက်ရှိအချိန်နေရာ GI နဲ့ဘူပေါင်းတက်တွေဘက်ကဘုံမော်မျိုးရဲ့80ရာခိုင်နှုန်းဝင်ခြင်းလောက်ကိုထိန်းချုပ်ထားနိုင်တဲ့အခြေအနေဖြစ်ပြီးအရေးကြီးတဲ့စကခ21အခြေအနေဘယ်လိုရှိနေလဲဆိုတာကတော့စုံစမ်းနေသေးပဲလို့စီရန်ဘူကြီးကစင်ရောကဆိုပါတယ် လက်ရှိကြံနေတဲ့စကားက27ပါဝင်စစ်ကောင်းစီရဲ့တပ်စခန်းတွေမှာတော့ပိုးပေါင်းတပ်တွေဘက်ကဂိုက်တရာဝင်းကျင်လောက်ပဲဝေးတဲ့အနေထားနဲ့နီးကတိုက်ပွဲဆင်နေနေတာဖြစ်တယ်လို့ဘုံမကြီးနော်ဘူးကပြောပါတယ်လာလာဒီရခိုင်မုံဒီရတော့ကျော်လို့ဒိန်းဌာနနေတော့အကျော်လို့တော့ဆင်းပြေပေါ့ဒါမဲ့ကျွန်တော်တို့လည်းဆက်နေဆောင်တော့ကျူစားတာပေါ့ကျူစားမှရအောင်တော့ကျွန်တော်တို့တိုက်ပါ ပုံမမျိုးကိုတင်ပိုင်နိုင်မှုအခြေအနေဘယ်လိုရှိတယ်ဆိုတာကိုအတိအကျပြောလို့မရပါပဲအကောင်းဆုံးတက်ခဲ့တော်မယ်လို့လဲဆိုပါတယ်လက်ရှိမှာတော့ပုံမစစ်မြေနာကရရှိရင်းနဲ့ရဲမေတွေလည်းပြန်ပြီးဆုတ်ခွာနေကြတယ်လို့စီရန်ဘူဂျီစင်ရောကပြောပါတယ် GI နဲ့ပူပေါင်းတပ်တွေအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမပိမျိုးကချင်ပြည်နယ်အတွင်းကဆွန်ရာဘွန်အင်ချန်ရန်စတုံချီပွေးစော့လောပန်ဝါတော်ဖုံးရန်စင်ဘုံမြို့လာမန်စီကံပိုက်တီ ်မိုးမောက်နဲ့လွယ်ကျဲမျိုးတို့ကိုတိမ့်ပိုက်ထားနိုင်တာဖြစ်ပြီးစုစုပေါင်း၁၄မျိုးတိရှိနေပါပြီ။နောက်ဆုံးထိုးစစ်ဆင်နေတဲ့ပုံပေါ်တိုက်ပွဲကတော့ KIA ရဲ့မျိုးသိမ်းတိုက်ပွဲတွေအတွင်းအကြမ်းမြင့်ဆုံးဖြစ်ပြီးလက်ရှိအချိန်ထိလည်းတိုက်နေရဆဲဖြစ်ပါတယ်။ကျွန်တော်ထားအောင်ပါ။